ူသားတော်၏ဘုံသူညီတန်ဖိုးများနှင့်ဗပောင်းဆောင်ပါဝင်သောကဘာကြီးဖြစ်စေရန်တရုတ်သူဝင်ကြီးချုပ်တောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်သူဝင်ကြီးချုပ်တင်ရွှေရှောင်းခါလူသားမျိုးနွယ်တွေရဲ့ဘုံသူညီတဲ့တန်ဖိုးများကိုထောက်ပံ့ဖို့နဲ့တန်သူညီများပြီးစနစ်ကြတဲ့ဗပောင်းဆုံးကမ္ဘာကြီးအဖြစ်မြင့်တင်ဖို့အပြင်ကမ္ဘာလုံးဆိုင်ရာစီးပွားရေး globalization မြင့်တင်ဖို့လည်းတောင်းဆိုလိုက်ပါတယ်။28ကြိမ်မြောက်စိတ်ပီတာဘတ်ပြည်ပြည်ဆိုင်ရာ စီးပွားရေး forum အစည်းအဝေးမှာတင်ရွှေရှောင်းခမိခွန်းပြောကြားသွားတာဖြစ်ပါတယ်။ လူခဲထဲဆယ်စုနှစ်ကတရုတ်သမ္မတရှိခြင်းဖြင့်ဟောင်းငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတရားမျှတမှုဒီမိုကရေစီနဲ့လွတ်လပ်မှုတို့ကလူသားအလုံးအတွက်သူညီတဲ့ဘဝအကျိုးစီးပွားဖြစ်တယ်လို့ကုလသမဂ္ဂရဲ့ပန်းထိုင်လေးဖြစ်တယ်လို့တင်းရွှေချောင်းကပြောပါတယ်ရှခုအချိန်မှာကမ္ဘာပေါ်မှာမကြုံဆက်ဘူးအပြောင်းလဲတွေ ဖြစ်ပေါ်နေပြီးဘေးရနေရဲတွေရှိလာထားကြောင့်လူသားမျိုးနွယ်ဟာ အခက်အခဲများစွာကြုံတွေ့နေရပါသည် တရုတ်သူဝင်ကြီးချုပ်ကဆိုပြုချက်ကြီး၄ခုကိုတင်ပြရှာမှာ ပထမအချက်ကကိုပေါင်းလုံးဆိုင်ရာအုပ်ချုပ်မှုသဘောတရားလက်ကင်ရန်ဒုတိယအချက်ကပွင့်လင်းမြင်သားမှုရှိသောကိုပေါင်းစီးပွားရေးပူးပေါင်းတည်ဆောက်ရန်တတိယအချက်အနေနဲ့လူအတိုင်းဝန်များချာအပြန်လန်တင်ယူလေလာရေးကိုကူညီထောက်ပံ့ရန်စတုထာအနေနဲ့ကိုပေါင်းလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးမှုတို့ကိုကောက်ွယ်ဆောက်ရှောက်ရန်တို့ဖြစ်ပါသည် တရုတ်နဲ့ရုရှားတို့ကမိတ်ဆွေကောင်းတွေဖြစ်ပြီးတရုတ်သမ္မတရုရှားသို့တွားရောက်ရှာမှာယုံကြည်မှုပူးပေါင်းဆောင်ရွက်မှုတို့အကြောင်းဆွေးနွေးဖို့တွေပောင်းဝင်တယ်လို့ဆိုပါတယ်ပြင်ပရိုက်ခတ်မှုများရှိနေပေမဲ့တရုတ်စီးပွားရေးဟာကြံကြံခိုင်ဆက်လက်တိုးတက်နေတယ်လို့လည်းပြောပါသေးတယ်။ ယခုအစည်းအဝေးပြီးနောက်တင်ရွှေရှောင်းဟာရုရှားခေတီအရာရှိများနဲ့လဲအတိအသည့်တွေ့ဆုံခဲ့ပြီးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကနေအပြည့်အဝအသုံးချသွားဖို့သဘောတူညီခဲ့ကြပါတယ်လို့သိရပါတယ်ရှင်။